SK မလေးစကားပြော channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီဗီဒီယိုမှာတော့အပိုင်းနှစ်ကကြန့်ရှိနေသေးတယ်စားစားအခေါ်ပေါ်များ Thai steamboat ခေါ် Thai style suki မှာ ပါရှိတဲ့အစားစားရဲ့အမေများတောက်ဖွဲအေးမျိုးစုံစတဲ့ menu တွေကိုလေ့လာရမှာဖြစ်ပါတယ်ဒီ menu ကတော့ဘလာချန် fried rice ဘလာချန် rice rice လို့ခေါ်ပါတယ်နော်ငပိ sauce နဲ့ကြော်ထားတဲ့တမင်းကြော်ဖြစ်ပါတယ်အဲ့ဒီကြော်ထားတဲ့တမင်းကြော်ကိုကျဥ်မွေကြော်ပါပါလီပြီးတော့အပေါ်မှာပြန်ပြီးတော့တင်ထားတာဖြစ်ပါတယ်အဲ့ဒါကိုဘလာချန် rice rice ဖြစ်ပါတယ်မလဲလို့ကြတော့ nasi goreng ဘလာချန်လို့ခေါ်ပါတယ် နာစီကိုရင်းဆိုတာတမင်းကျော်ဘာသာကျမ်းဆိုတာကမပီကိုပြောတာပါဒီမယ်နူးကြတော့ Thai style chicken rice Thai style chicken rice ဖြစ်ပါတယ် Thai အရသာနဲ့ချက်ထားတဲ့ကျက်စီတမင်းဖြစ်ပါတယ်မလေးလိုကြတော့နာစီအရာ Thai နာစီအရာ Thai လို့ခေါ်ပါတယ်ဒီမယ်နူးကြတော့ ဒိုင်းကွေးတျော်ဆုပ်ဖြစ်ပါတယ်တကယ်လို့ဘီဟုန်းထည့်မယ်ဆိုရင်ဒိုင်းဘီဟုန်းဆုပ်လို့ပြောင်းတုံးလို့ရပါတယ်သမင်းကျော်ခေါဆွဲကျော်အကင်းနေနဲ့ပတ်သက်တဲ့အစစအတွေကတော့ဒီထက်မကရှိပါသေးတယ်ခုတခါကတော့စပွဲထိုးနဲ့ဆိုင်မှာ steamboat ခေါ် suki လာမစားတဲ့ customer နဲ့အပြန်လန်းပြောဆိုပုံတွေကိုမျှဝေပေးတော်မှာဖြစ်ပါတယ်။ဒီထဲမှာပါရှိတဲ့အစားအစာတွေရဲ့အမဲတွေအခေါ်ဘော်တွေကိုလေးလာမှတ်သားလို့ရအောင်ပြောပြခြင်းဖြစ်ပါတယ်။စပွဲတော်ဒါမှမဟုတ်အဲကျိုကအစားတင်ပေးခေါ်ပါမယ်။ဆလာမတ်ဒါတန်ဆလာမတ်ဒါတန် ကျူဆူပါတယ်ပိတ်ခေါ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အင်္ဂလိပ်စကားလုံး welcome နဲ့အဓိပ္ပာယ်တူတူဖြစ်ပါတယ်ဒီတခါတော့ရိုးရိုးရှင်းရှင်းဟာတွေပဲကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်နာမကန်နာပယ်နာမကန်အပယ်ပါစာမလဲခင်ဗျာပါစာချင်းတလဲခင်ဗျာ အဲ့ဒီနတ်နေရာမှာနတ်ကိုမတုံးပဲနဲ့မောင်းကိုစားထိုးပြီးတော့တုံးလို့လည်းရပါတယ်။ဥပမာအဖြစ်မောင်းမကန်အပယ်မောင်းမကန်အပယ်ပါစားမလဲခင်ဗျာပါစားချင်ပါတလဲခင်ဗျာလို့ပြောဆိုခြင်းဖြစ်ပါတယ်။စပွဲထိုးကပါစားမလဲခင်ဗျာလို့ပြီးပြီးတဲ့ခါမှာတော့ စမကလည်းနမကန်စတိမ်ဘုတ်နမကန်စတိမ်ဘုတ်တမမွေမောင်းမကန်စတိမ်ဘုတ်စတိမ်ဘုတ်စာပါမယ်ခင်ဗျာစတိမ်ဘုတ်စာချင်ပါတယ်ခင်ဗျာလို့ပြန်ပြောခြင်းဖြစ်ပါတယ်စတိမ်ဘုတ်ဆိုတာကချပါအစားအစာဖြစ်တဲ့စူကီကိုတိုင်းဆိုင်နဲ့ပြန်လုပ်ထားတယ် สาးစာบြစ်ပါတယ်ဒီပုံတွดကအတိုင်းဖြစ်ပ for how many people for how many people for how many person for how many person untuk berapa orang untuk berapa orang เป็นนยยะสาอัตตะเลเป็นนัยยะ ரசாலு ஒன்று லீம ஓரா ஒன்று லீம ஓரா ஒன்று சுரக்கா அட்டுவர் லீம ஓரா ஆயா ஆயா சாட்டுவர்லு சொல்லு சிம்பி பாரு பப்பிலு லூயி கு மேயத்திலே சுரோ சிம்பு சாமே சுயின் லாச்சாபியாமே பகான்லு டூரு சோன்லு டோசியாக்குவேடு shi ni lo pi pa we have two kind of soap for steamboat we have two kind of soap for the steamboat tom yum soup and then chicken soup. kami ada dua jenis soup untuk steamboat kami ada dua jenis soup untuk steamboat ayam soup dengan tom yum soup cenderung စင်ပေါ်တော့ဆုနှမျိုးရှိပါတယ်။ချက်တာဆုနဲ့တုံမြတ်ဆုပါ။ Which soup do you want? Which soup do you want? Chicken soup or tom yam soup? Chicken soup or tom yam soup? Customer pilih yang mana satu? Tom yam soup atau ayam soup? Cetak soup yuk netong malam. ါမှမဟုတ်တော်များစုပြုံးနဲ့သုံးမလားလို့ကစမာကိုမေးခြင်းဖြစ်ပါတယ်။ဟုတ်ဒီအတောင်းဆိုတဲ့စကားလုံးကအင်္ဂလိပ်စကားလုံး or နဲ့အတိအပဲအတူတူဖြစ်ပါတယ်။သုံးမဟုတ်လို့ဒီပေးရပါတယ်နော်။စုကီကိုစတင်ပေါ်ထဲမှာပါရှိတဲ့အသားနာပဇုံအတိအရွယ်စတဲ့အခေါ်ပေါ်လေးကိုလေ့လာလို့ရအောင်ပြောပြသွားအောင်မှဖြစ်ပါတယ်။စတောက်ဆိုင်သမားတွေအတွက် ဒီအသားတွေငါးတွေအတီးရွက်တွေပင်လဲစားတွေကိုမတိမဖြစ်လိုအပ်မယ်လို့ယူဆပါတယ်။တရားကအမဲသားလုံးဖြစ်ပါတယ်။အဲ့ဒါကို beef ball beef ball လို့ခေါ်ပါတယ်။မလေးလိုကြတော့ bola daging bola daging လို့ပြောလို့ရပါတယ်။ဒီ menu ကကျက်သားလုံးဖြစ်ပါတယ်။ chicken ball chicken ball ကိုခေါ်တယ်မလေးတို့ကျတော့ bola ayam bola ayam လို့ပြောလို့ရပါတယ်ဒီ menu ကျတော့ပစုံငါစုပ်ကိုအထဲမှာအစာတွတ်ပြီးတော့ထုတ်ထားတာဖြစ်ပါတယ်အဲ့ဒါကို shrimp ravioli shrimp ravioli လို့ခေါ်ပါတယ်ဒီကောင်ကျတော့အထဲမှာငါးနဲ့တစ်စားပလာအစာတွတ်ပြီးတော့ အောက်ဆီလိုမျိုးတည်တည်လေးထုတ်ထားတာဖြစ်ပါတယ်။အဲဒါကို fish otta otta လို့ခေါ်ပါတယ်။ဒီကောင်ကျတော့မလေးရိုးရအစားအစာဖြစ်ပါတယ်။ဒီကောင်ကျတော့ပင်လယ်စာနဲ့လုပ်ထားတဲ့ tofu ဖြစ်ပါတယ်။ seafood tofu seafood tofu လို့ခေါ်ပါတယ်။ဒီကောင်ကျတော့ fish roll fish roll ဖြစ်ပါတယ်။ငါးရဲ့အသားကိုပပလီပြီးတော့လိတ်ထားတာဖြစ်ပါတယ်။ ဒီကောင်ကြတော့မဆုပ်အစသွတ်ထားတဲ့တောင်ဖူဖြစ်ပါတယ်။ stuffed tofu stuffed tofu လို့ခေါ်ပါတယ်။ဒီကောင်ကြတော့ငရုတ်တီးအကြီးတွေထဲကိုမဆုပ်အစသွတ်ထားတာဖြစ်ပါတယ်။ stuffed chili stuffed chili လို့ခေါ်ပါတယ်။ဒီကောင်ကပင်လယ်ရင်ကြီးနဲ့လုပ်ထားတဲ့မဆုပ်ဖြစ်ပါတယ်။ seaweed ball seaweed ball လို့ခေါ်ပါတယ်။ ဒီကောင်က fish ball fish ball လို့ခေါ်ပါတယ်ငဖယ်စုပ်ဖြစ်ပါတယ်ဒီ menu ကအမဲသားကိုအချက်လိုက်အချက်လိုက်လိထားတာဖြစ်ပါတယ်အဲ့ဒါကို slice beef slice beef လို့ခေါ်ပါတယ်ဒီကောင်ကသိုးသားကိုအချက်လိုက်လိထားတာဖြစ်ပါတယ် slice lamb slice lamb လို့ခေါ်ပါတယ်ဒါကတော့ချက်ရင်အောင်သားကိုပါပါလိထားတာဖြစ်ပါတယ် chicken fillet chicken fillet လို့ခေါ်ပါတယ်ဒီ menu ကအမဲသားကိုပပလေးလေးထားတာဖြစ်ပါတယ် fresh beef ဖြစ်ပါတယ်ဒီ menu ကြတော့ကြက်သားနဲ့လုပ်ထားတဲ့ငဆုပ်ကိုအချောင်းလိုက်အချောင်းလိုက်ပြန်လိမ့်ထားတာဖြစ်ပါတယ် chicken roll chicken roll လို့ခေါ်ပါတယ်ဒီကောင်က chicken cocktail chicken cocktail ဖြစ်ပါတယ်။ချက်သားနဲ့လုပ်ထားတာဖြစ်ပါတယ်။ ဒီ menu ကငဆုပ်ကိုပြင်လဲရင်းညိနဲ့လိပ်ပြီးတော့အတုံးလိုက်ပြန်ဖြတ်ပေးထားတာဖြစ်ပါတယ် see withdraw see withdraw လို့ခေါ်ပါတယ်ဒီ menu ကပစုံနဲ့လုပ်ထားတဲ့ပစုံငဆုပ်ဖြစ်ပါတယ် shrimp ball shrimp ball ဖြစ်ပါတယ် golden mushroom golden mushroom အပ်မိုဖြစ်ပါတယ်ချက်ဆန်ဟင်ခါတွေမှာထဲချက်တဲ့မိုမျိုးကို ရှိတကေမတ်ဆရုံရှိတကေမတ်ဆရုံတို့ခေါ်ပါတယ်။ကြောင်နရွက်မို့ကိုဂျယ်လီမတ်ဆရုံဂျယ်လီမတ်ဆရုံတို့ခေါ်ပါတယ်။ဒီမုံမျိုးကြတော့ oyster mushroom oyster mushroom တို့ခေါ်ပါတယ်။ဒီမုံမျိုးကြတော့ရှီမီဂျီမတ်ဆရုံရှီမီဂျီမတ်ဆရုံတို့ခေါ်ပါတယ်။ဒီเมนูကြတော့ငါးခောက်ဆွဲဖြစ်ပါတယ်။ fish noodle fish noodle ဖြစ်ပါတယ်ဒီကောင်ကြတော့ bean casskin bean casskin ဖြစ်ပါတယ်ထုတ်ဖို့ကိုပါပါလီပြီးတော့အချောက်လမ်းပြီးပြန်လိတ်ထားတာဖြစ်ပါတယ်ဒီကောင်ကြတော့ကြာဆန်ဖြစ်ပါတယ် bee hoon bee hoon ဖြစ်ပါတယ်ဒီเมนูကြတော့កောင်យូមកဖြစ်ပါတယ် straw mushroom ဆော့မတ်စရုံလို့ခေါ်ပါတယ်ဒီကောင်ကပြောင်းဖို့အနှုတ်ဖြစ်ပါတယ်အဲ့ဒါကိုယမ်ခွန်ယမ်ခွန်လို့ခေါ်ပါတယ်မလေးလိုဂျာကုံမူဒဂျာကုံမူဒလို့ပြောလို့ရပါတယ်ဒီကောင်ကချက်သွမ်မိတ်ဖြစ်ပါတယ် spring onion spring onion လို့ခေါ်ပါတယ်မလေးလိုကြတော့ down bawang တောင်းပါဝန်းလို့ပြောလို့ရပါတယ်ဒီကောင်ကြတော့ Japanese tofu Japanese tofu လို့ခေါ်ပါတယ်ဂျပန်တိုဖူဖြစ်ပါတယ်ဒီကောင်ကြတော့ Hindu နော်အပင်နုနုလေးတွေဖြစ်ပါတယ် baby bayam baby bayam လို့ခေါ်ပါတယ် yam bayam လို့လည်းပြောလို့ရပါတယ်ဒီလိုကိုင်လန်မျိုးကိုဟောင်ကောင်ကိုင်လန် ဟောင်ကောင်ကိုင်လန်လို့ခေါ်ပါတယ်။ဒါကတော့ဟင်းနုလွယ်ဖြစ်ပါတယ်။ Chinese spinach Chinese spinach ဖြစ်ပါတယ်။မလေးလိုဘာယမ်လို့ခေါ်ပါတယ်။ဟိုတီလိုအပွင့်နေပါတဲ့မုံညင်းမျိုးကိုဟောင်ကောင်စာဝီဟောင်ကောင်စာဝီလို့ခေါ်ပါတယ်။ဟိုတီလိုမော်လာပန်းပွင့်စိမ့်ကို broccoli broccoli လို့ခေါ်ပါတယ်။ ်မလဲလို့ကြတော့ broccoli broccoli လို့ခေါ်ပါတယ်ဆလတ်ရွက်ကို lettuce lettuce လို့ခေါ်ပါတယ်မလဲလို့ကြတော့ down salada down salada လို့ပြောလို့ရပါတယ်ကစွန်းရွက်ကိုကန်ကုန်ကန်ကုန်လို့ခေါ်ပါတယ်ဒီကောင်ကြတော့ vegetarian ball vegetarian ball ဖြစ်ပါတယ်။စိမ်းစာဥတို့ပီလိုပီနာဥတို့နဲ့ရောပြီးတော့လုပ်ထားတဲ့ငဆုပ်ဖြစ်ပါတယ်။ငုံဥကို coil x coil x လို့ခေါ်ပါတယ်။မလေးလိုကြတော့ the low borong the low borong လို့ပြောလို့ရပါတယ်။ဒီ menu ကြတော့ spinach noodle spinach noodle ဖြစ်ပါတယ်။ဟင်းနွယ်နဲ့ပြုလုပ်ထားတဲ့ခေါဆွဲဖြစ်ပါတယ်။ တေယုတ်ဆိုင်ဒီမှာတော့ဝမ်တန်မီဝမ်တန်မီလို့ခေါ်ပါတယ်ပြည်ကြီးငါကိုအင်္ဂလိပ်လို squish squish လို့ခေါ်ပါတယ်မလေးလိုကြတော့ဆိုတုံးပူတိဆိုတုံးပူတိလို့ပြောလို့ရပါတယ်ဒီ menu ကြတော့ပြည်ကြီးငါအဖြူရောင်ကိုပပပပလေးရေးထားတာဖြစ်ပါတယ်အဲ့ဒါကို fresh squish fresh squish လို့ခေါ်ပါတယ်အနည်းအောင်ပြည်ရင်းကားကို crisp squish crisp squish လို့ခေါ်ပါတယ်မလေးလိုကြတော့ sotong mera sotong mera လို့ပြောလို့ရပါတယ်ရေခူကိုကြတော့ jellyfish jellyfish လို့ခေါ်ပါတယ်မလေးလိုကြတော့ oh oh ဟုတ်လို့ ခေါ်ပါတယ်ဒီ menu ကြတော့ကမာကောင်ရဲ့အသားကိုထုတ်ထားတာဖြစ်ပါတယ်အဲ့ဒါကို oyster meat oyster meat လို့ခေါ်ပါတယ်ကမာကောင်ကိုမလေးလို့တီရမ်တီရမ်လို့ခေါ်ပါတယ်ဒီ menu ကြတော့ billet prawn billet prawn ဖြစ်ပါတယ်ပစုံကိုအခွန်နွားရတာဖြစ်ပါတယ် မလေးလို့ကြတော့ဘူဒန်ကော့ပတ်စ်ဘူဒန်ကော့ပတ်စ်လို့ခေါ်ပါတယ်ဘူဒန်ဆိုတာကပစုံကော့ပတ်စ်ဆိုတာကခွာရံပြောတာပါဘူဒန်ကော့ပတ်စ်လို့ခေါ်တော့တဲ့ပစုံလို့တိပေးရပါတယ်ဒီမနူးကြတော့ပစုံဖြစ်ပါတယ်ဘရွန်ဘရွန်လို့ခေါ်ပါတယ်မလေးလို့ကြတော့ဘူဒန် ပို့တာလို့ပြောလို့ရပါတယ်ဒီ menu ကျတော့အမီရောင်ငါအချီးတွေရဲ့အသားကိုပါပါလေးအချက်လိုက်နွားထားတာဖြစ်ပါတယ်အဲ့ဒါကို fresh fish fresh fish လို့ခေါ်ပါတယ်မလေးလိုကျတော့ဒီ menu ကြတော့ဆာမွန်၅ရဲ့အသားကိုပပလေးအချက်လိုက်လှီထားတာဖြစ်ပါတယ်။အဲ့ဒါကို salmon slice salmon slice လို့ခေါ်ပါတယ်အလေးလို့ခြားတော့ ikan salmon ikan salmon လို့ပြောလို့ရပါတယ်ဒီ menu ချက်တော့ကနားအသားချောင်းဖြစ်ပါတယ်အဲ့ဒါကို crab stick crab stick လို့ခေါ်ပါတယ်အလေးလို့ကနားအသားကို daging ကတမ် daging ကတမ်လို့ပြောလို့ရပါတယ် တည်ကောင်းကြတော့စောစောကပြောသွားတဲ့အသားတွေငါးတွေအတင်းရွက်တွေကိုတိုးစားဖို့စုကီဆော့စ်ဖြစ်ပါတယ်တိုင်းစတိုင်နဲ့ပြန်လုပ်ထားတဲ့စုကီဆော့စ်ဖြစ်ပါတယ်အဲ့ဒါကိုတိုင်းဒစ်ဆော့စ်တိုင်းဒစ်ဆော့စ်လို့ခေါ်ပါတယ်မီနူထဲမှာပါရှိတဲ့အေးအနေငယ်ကိုလေ့လာကြရအောင်ဟိုတီလို ဖြော်ရည်ဖြော်ပြီးတော့ပေါ်မှာခြေခဲမုတ်မုတ်လေးပြန်တင်ထားတဲ့ဟာကို float float လို့ခေါ်ပါတယ်ဘယ်ပဲအစွန်ဆုံးကပုံကြတော့ chocolate float chocolate float လို့ခေါ်ပါတယ်အဖြူရောင်တဲ့ဟာကြတော့ vanilla float vanilla float လို့ခေါ်ပါတယ် vanilla ရေခဲမုန့်နဲ့တင်ထားလို့ဖြစ်ပါတယ်အနီရောင်တဲ့ဟာကြတော့ strawberry ဖြောရင်ပေါ်ကို strawberry ရေခဲမုန့်တင်ထားတာဖြစ်ပါတယ် အဲ့ဒါကို strawberry float strawberry float လို့ခေါ်ပါတယ်ညာဘက်အစွန်ဆုံးပုံချတော့စာရီဖြော်ရည်ကိုရေခဲမုတ်တင်ထားတာဖြစ်ပါတယ်အဲ့ဒါကိုစာရီ float စာရီ float လို့ခေါ်ပါတယ်ဟုတ်ဒီလိုနွားနို့နဲ့ရောပြီးတော့ဖြော်ရတဲ့ဖြော်ရည်မျိုးကို milk shake milk shake လို့ခေါ်ပါတယ် မတည်သေးတဲ့လူအတွက်နဲ့လိုအပ်နေတဲ့လူအတွက်ရည်ရွယ်ပြီးတော့တင်လိုက်ခြင်းဖြစ်ပါတယ်ဒီ menu ကျတော့ချောကလက်နဲ့နှုတ်နဲ့ရောဖြောထားတာဖြစ်ပါတယ်အဲ့ဒါကိုချောကလက် milk shake ချောကလက် milk shake လို့ခေါ်ပါတယ်မလေးလိုကျတော့ဆူဆူချောကလက်ဆူဆူချောကလက်လို့ပြောလို့ရပါတယ်ဒီ menu ကျတော့နွားနှုတ်နဲ့ strawberry နဲ့ရောဖြောထားတာဖြစ်ပါတယ် ဲ့ဒါကို strawberry milkshake strawberry milkshake လို့ခေါ်ပါတယ်မလေးလိုကြတော့ဆူဆူ strawberry ဆူဆူ strawberry လို့ပြောလို့ရပါတယ်ဒီ menu ကြတော့ vanilla milkshake vanilla milkshake လို့ခေါ်ပါတယ်မလေးလိုကြတော့ဆူဆူ vanilla ဆူဆူ vanilla လို့ခေါ်ပါတယ် ဗနီလာဆိုတာကတိခွပင်ထုတ်ကုန်အနေထုတ်လုပ်ထားတဲ့အနံ့အရသာတစ်မျိုးဖြစ်ပါတယ်။အဲဒါကိုနွားနုတ်နဲ့ရောပြီးတော့ချိန်ထားတာဖြစ်ပါတယ်။ဒီကောင်ကျတော့ပိန်ဦးတို့ကစုံးဦးတို့ကိုနွားနုတ်နဲ့ရောချိန်ထားတာဖြစ်ပါတယ်။အဲဒါကို yam mix shake yam mix shake လို့ခေါ်ပါတယ်။မလေးလိုကျတော့ ubi susu ubi susu လို့ပြောလို့ရပါတယ်။ ဒီမြားထိုးထားတဲ့ဟာကျတော့ fresh milk fresh milk ဖြစ်ပါတယ်နွားနုတ်ဖြစ်ပါတယ်အလေးလိုကျတော့ဆူ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 လို့ပြောလို့ရပါတယ်ဒီမြားထိုးထားတဲ့ဟာကျတော့ soy bean soy bean လို့ခေါ်ပါတယ်အလေးလိုကျတော့ဆူဆူဆိုယာဆူဆူဆိုယာလို့ခေါ်ပါတယ်ဘဲနုတ်ဖြော်ရည်ဖြစ်ပါတယ် ီကောင်ကြတော့နတ်နတ်သေးဖြော်ရည်ဖြစ်ပါတယ် pineapple juice pineapple juice လို့ခေါ်ပါတယ်မလေးလိုကြတော့ i nanas i nanas တော်မောင်းဝင် juice nanas juice nanas လို့ပြောလို့ရပါတယ်ဒီဖြော်ရည်ကြတော့လိမ္မောဖြော်ရည်ဖြစ်ပါတယ် orange juice orange juice ဖြစ်ပါတယ် မလေးလိုကြတော့ juice orange juice orange တော့မဟုတ် i orange i orange လို့ပြောလို့ရပါတယ်အရင်ဗီဒီယိုတွေမှာအရင်မျိုးစုံနဲ့စိုက်တော့ဗီဒီယိုတင်ထားပြထားမှုလက်ဖက်ရည် Milo coffee နောက်ပြီးတော့ Pepsi တို့ Coke တို့ Sprite တို့စတဲ့ ready made ဖြော်ရည်တွေကျွန်တော်ပြောမပြတော့ပါဘူး ဟောဒီလိုအချိုပွဲကိုဒီဆက်ဒီဆက်လို့ခေါ်ပါတယ်ဒီမန်နူးချတော့အုံဒီအရသာနဲ့ပြုလုပ်ထားတဲ့ရေခဲမုန့်ဖြစ်ပါတယ် coconut ice cream with peanut coconut ice cream with peanut လို့ခေါ်ပါတယ်အပေါ်မှာမြေပဲနဲ့ပြန်ဖြူးပေးထားတာဖြစ်ပါတယ်ဒီမန်နူးချတော့ရေခဲမုန့်ရဲ့နှုတ်ရဲ့တီးဆုံရဲ့ရောပြီးတော့ လုပ်ထားတဲ့အချုပ်ပွဲဖြစ်ပါတယ်အဲ့ဒါကို mix dessert mix dessert လို့ခေါ်ပါတယ်ဟောဒီလိုရေခဲမုန့်ရဲ့အပေါ်မှာ chocolate တို့တခြားတို့တီတီတို့တင်ထားတဲ့ရေခဲမုန့်မျိုးကို sunday ice cream sunday ice cream လို့ခေါ်ပါတယ်ဒီ menu ကျတော့ water chestnut with jackfruit water chestnut with jackfruit ဖြစ်ပါတယ် ူကတော့ရွှေရည်လိုမျိုးပဲနွားနိုးတော့ဘုံနိုးလို့ပါပါတယ်။ပြီးတော့အခွန်မာတီခေါ်ရေတီဦးနဲ့ပိန်နေတီနဲ့ရောထားတာဖြစ်ပါတယ်။ဒီကောင်ကျတော့ mixes fruit dessert mixes fruit dessert လို့ခေါ်ပါတယ်။ဒီဆုံးချိုးပွဲဖြစ်ပါတယ်။ဒီ menu ကြတော့ပင်လယ်ထန်းသီးနဲ့ပိန်နေသီးနဲ့ရောထားတဲ့အချူပွဲဖြစ်ပါတယ်။ พอมซิดวิดแจ็คฟรุตพอมซิดวิดแจ็คฟรุตลูกขอมาเลยทีเมนูจะรอลงจินที่เนี่ยองที่เนี่ยยอดอะไรตากูพี่ปาเลยเอรากูสากูลงกันวิดคัพคอนั์มิกสากูลงกันวิดคัพคอนั์มิกลูกขอมาเลยทีเมนูจะรอกระสุ่อูโรไปอูโรยอดอะไรชูบอยพี่ปาเลยเอรากูแยม สากูวิดคัพคอนั์มิก ယမ်စာကို with coconut milk လို့ခေါ်ပါတယ်။ဟိုတီလိုငပြောတီးကိုအလဲမှာခွဲပြီးတော့ရေခဲမုတ်ထည့်ထားတာကို banana split banana split လို့ခေါ်ပါတယ်။ဒီရေခဲမုတ်က chocolate chocolate ဖြစ်ပါတယ်။ဟိုဒီရေခဲမုတ်ချက်တော့အုံဒီအရသာနဲ့လုပ်ထားတဲ့ရေခဲမုတ်ဖြစ်ပါတယ်။ coconut ice cream ဖြစ်ပါတယ်။ ီရေခဲမုတ်ကြတော့ကစုံဥတို့အိမ်ဥတို့အရသာနဲ့ပြုလုပ်ထားတဲ့ရေခဲမုတ်ဖြစ်ပါတယ် yam ice cream ဖြစ်ပါတယ်ဒီရေခဲမုတ်ကြတော့တိခွအနံ့အရသာနဲ့ပြုလုပ်ထားတဲ့ရေခဲမုတ်တစ်မျိုးဖြစ်ပါတယ် vanilla vanilla ice cream ဖြစ်ပါတယ်ဒီရေခဲမုတ်ကြတော့ strawberry အနံ့အရသာနဲ့ပြုလုပ်ထားတဲ့ရေခဲမုတ်ဖြစ်ပါတယ် strawberry ice cream ဖြစ်ပါတယ် တံမူးနဲ့ပြုလုပ်ထားတဲ့အေးမျိုးစုံအရက်တို့ပီယာဝိုင်းဖြူဝိုင်းနီစတဲ့တောက်ဆရာမျိုးစုံရှိနေသေးပေမယ့်ဒီလောက်နဲ့ပဲဆုံးတက်ပါရစေအားလုံးပဲစင်ပြေကြပါစေခင်ဗျာ။